အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လှုပ်ပြမှာကတော့ကျွန်တော်မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းမှာမပါမပြဲအဓိကစားစရာတစ်ခုဖြစ်တဲ့ငပိကိုမှဒီနေ့မှရောင်းတန်းလဲဝင်မယ်အတူအမြုပ်စစုံလင်းလင်းနဲ့စားလို့ရအောင်လို့ကျွန်တော်ဒီနေ့လှုပ်ပြလိုက်တာကတော့ငပိထမင်းနဲ့ကိုကျွန်တော်ဒီနေ့ကျွန်တော်ဟန်နဲ့အားလုံးအတွက်စားလို့ကောင်းအောင်လှုပ်ပြလိုက်ရခြင်းဖြစ်ပါတယ်ဂျင်းလေး၅ချက်သားလောက်ကိုကျွန်တော်စပလင်လေးထည့်ပြီးတော့ဂျင်းတွေအိုးထဲမှာကျွန်တော်စူအောင်ကြီးကျွန်တော်ပြုတ်ထားလိုက်ပါမယ်ခင်ဗျာ ငပိတဲမှာလည်းမပါမပြေကျွန်တော်တို့ကြက်တုံမျိုးကြက်တုံနေနဲ့ငရုတ်စိမ်းလေးတွေကိုလည်းဒီလိုမျိုးညက်အောင်လေးကျွန်တော်တို့ထောင်းထားလိုက်ပါမယ်။ဒါငရုတ်စိမ်းနဲ့ဆိုတော့ကျွန်တော်တို့ဆက်ဆက်လေးစားလို့ကောင်းပါတယ်။ငါးကိုလည်းကျွန်တော်တို့နူးကြည့်ပြီးတော့ကျွန်တော်တို့ပြဲသွားတဲ့ထိကိုမချက်ပဲနဲ့ကျွန်တော်တို့အတုံးမပြက်လေးပေါ့နော်။ငါးလေးနူးလောက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အယိုးလေးကိုတေချာလေးနှွှင့်မယ်။နှွှင့်ပြီးဆိုလို့ရှိရင်တော့အနေငယ်လေးကျွန်တော်တို့ခြေထားလိုက်ပါမယ်။ကျွန်တော်လုံးမှာကကျွန်တော်တို့ပုံမှန်လုံးနေကြငါးထမင်းနဲ့မဟုတ်ပဲနဲ့ကျွန်တော်ညီကျွန်တော်ဟန်နဲ့ကျွန်တော်လုံးပြထားတာဖြစ်ပါတယ်ခင်ဗျာ။ဒါကငါးအရသာချိုချိုနဲ့ဆိုတဲ့အတွက်ကြောင့်မလို့စားလို့အရန်ကိုကောင်းပါတယ်။ ငပိရွေးချယ်တဲ့အခါမှာလဲစားပပေါငပိလေးကိုရွေးချယ်ဖို့ကိုအကြံပြုချင်ပါတယ်ငပိကအယံငံလို့ရှိရင်ကျွန်တော်တို့ထမင်းနဲ့ရောပြီးနေတဲ့အခါမှာထမင်းကအယံငံပြီးတော့စားလို့မကောင်းဖြစ်တတ်ပါတယ်ကြိုပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အယိုးကိုဖယ်ပြီးတော့အရေးသက်သက်ပဲယူပါမယ်ပြီးရင်တော့ငပိထမင်းတို့ချင်ပေါင်ထမင်းတို့ကျွန်တော်လက်ဖက်ထမင်းတို့နဲ့တွဲစားတဲ့အခါမှာမပါမဖြစ်ကျောက်ဥမွေကျော်လေးကိုလည်းကျွန်တော်ကြော်ထားလိုက်ပါမယ်။ကျောက်မွေကျော်ကမမွေလေးနဲ့ဆိုတော့ဒီငပိထမင်းနဲ့ကိုမှအရင်ကိုလိုက်ဖက်ပါရတယ်။ဒါဆိုရင်တခြားအသားတွေလည်းမလိုတော့ဘူးပေါ့နော်။ဒီနေ့မှတော့ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်လုပ်ပြပါမယ်ခင်ဗျာ။ ပြီးရင်တော့ဒေအိုထဲမှာစီအနေငယ်ထည့်မယ်ဆွနေမုတ်အနေငယ်ထည့်ပြီးဆိုလို့ရှိရင်ခုနကထောင်းထားတဲ့ကြက်သွန်ပြူကြက်သွန်နီးငရုတ်စိန်ကိုကျွန်တော်စီမွေးအောင်တတ်ပါမယ်ဒီလိုမျိုးစီလေးလှိမ့်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီဘိုင်းအောက်တာကိုလည်းတတ်တာတယ်ပေါ့နော်ပြီးရင်တော့ငားလေးခြေထားတာကိုထည့်ပြီးရင်ကျွန်တော်တို့အားလုံးကိုကျော်ပြီးတော့မီကင်းလေးတိုက်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ငရုတ်စိန်ကလည်းဘိုင်းမနာတော့ဘူးဆိုတော့အားလုံးအတွက်ကိုစားဖို့ကိုလည်းတင်တော်ပါတယ်ခင်ဗျာ ဒါကတော့ကျွန်တော်ပေါင်းအိုးချင်ကွက်တဖူးနဲ့တဝက်ပေါ့နော်တဲထားတဲ့ထမင်းကိုခဏလေးအေးခံပြီးတော့လှုပ်ထားတာပါထမင်းချမ်းမသုံးပါနဲ့ခင်ဗျာဒါကိုလည်းထပ်ပြီးတော့ပြောချင်ပါတယ်ပြီးရင်ခုနကအိုကင်းတိုက်ထားတဲ့ကျွန်တော်တို့ငားရဲ့ချက်သွန်ပြူချက်သွန်နီရဲ့ငရုတ်စင်ရဲ့ကိုထည့်မယ်ပြီးလို့ရှိရင်ထမင်းနဲ့ရောနေဖို့အတွက်ကိုကျွန်တော်ခုနကကြိုထားတဲ့ငပိလေးကိုထည့်ပါမယ်။ကျွန်တော်ငပိကထမင်းနဲ့ကွက်တီဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးလောင်းထည့်လိုက်ရခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ငရုတ်တီချက်မုတ်လေးလိုတလောက်လေးထည့်လိုက်ပါမယ်အဆက်ပိုစားနိုင်နေဆိုရင်တော့ပို့ပြီးတော့ထည့်ပါဒါမှကျွန်တော်တို့ငပိနေတဲ့လိုမျိုးဆက်ဆက်လေးနဲ့ငါအရသာချိုချိုလေးနဲ့ဆိုတော့အရန်ကိုစားကောင်းတယ်ကျွန်တော်တို့ငပိထမင်းနဲ့လေးရမှာဖြစ်ပါတယ်အဆက်အရန်မစားနိုင်ဘူးဆိုလို့ရှိရင်တော့ဒီအနေထားလောက်ကိုအဆင်ပြေပါပြီခင်ဗျာ ငပိကကြတော့ကျွန်တော်မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းမှာမပါမဖြစ်ပါတော့ဟင်းမပါဘူးဆိုရင်တော့မှငပိနဲ့တိုးစရာလေးကအရန်ကိုထမင်းမိန်နဲ့အစားစားလေးတစ်ခုဖြစ်ပါတယ်ဒါကိုဒီနေ့ကျွန်တော်လုပ်ပြလိုက်တာကတော့ငပိထမင်းနဲ့ကိုမှရောင်းတန်းလဲဝင်မယ်လှုပ်ရှားတဲ့အခါမှာလည်းမျက်နှာပန်းပွင့်မယ်ကျွန်တော်တို့အစားအစာတစ်ခုအနေနဲ့ပြန်လဲတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ် ပြီးရင်ကျွန်တော်တို့မိမိစားခြင်းနဲ့အစာပလာလေးတွေကိုထပ်ပြေးလိုက်လို့ရပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တိုးစရာအစုံလေးထည့်မယ်ပြီးရင်ကြက်ဥကြော်တာလေးထည့်မယ်ကြက်ဥပြုတ်တာလေးထည့်ပါမယ်ဒါတိုးစရာအစုံနဲ့ဆိုတော့ငပိနဲ့လည်းအရန်လိုက်ဖက်တဲ့ကျွန်တော်တို့အရန်ကိုမှထိမိနေတယ်ကျွန်တော်တို့စားစရာလေးဖြစ်ပါတယ်တိုးစရာကငပိနဲ့ဘလို့မှခွဲခြားလို့ရတဲ့အရာမဟုတ်ပါဘူးကျွန်တော်ဒီနေ့မှာကြက်ဥမွေကြော်လေးရဲ့ကြက်ဥကြော်လေးရဲ့နဲ့ငပိကို9နိုင်နိုင်လေးနဲ့ငပိထမင်းနဲ့လေးကိုလုပ်ပြလိုက်တာဖြစ်ပါတယ် ခြင်ဘက်လေးပါပါတယ်ဆိုလို့ရှိရင်တော့ငပိထမင်းလေးကလုံးဝကိုပြီးပြည့်စုံတဲ့ဟင်းပွဲလေးတစ်ပွဲဖြစ်ပါရဲ့ခင်ဗျာအားလုံးမင်ကြပါစေ